နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီထိန်းချုပ်ထားစေရခိုင်ကမြို့သုံးမြို့မှာတကြံပွဲတော့ကျင်းပဖို့အတွက်စစ်ကောင်စီကပြင်ဆင်နေတာဟာဟန်ပြသဘောပြုတ်လောက်တာသာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ရခိုင်မှာနေမြေတည်ညီမှုကိုပြန်တဖို့အတွက်ဟန်ပြသဘောနဲ့ပြုတ်လောက်တာသာဖြစ်နိုင်တယ်လို့ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းကိုဦးသန်းနိုင်ကပြောဆိုပါတယ်။စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့ဒေသမှာ တင်းငင်းအေးချမ်းနေပြီးအခုအချိန်ထိပျော်ပွေးရွှင်ပွေးတွေကျင်းပနေသေးတယ်ဆိုတာကိုနိုင်ငံရေးအရာရှာပြရှင်းနေတာဖြစ်တယ်လို့လည်းသူကဆက်ပြောပါရယ်စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ကစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တော်မှာတကြံပွဲကိုစီကားစွာကျင်းပနိုင်ဖို့စစ်ကောင်စီကစတင်ပြင်ဆင်နေတာပါရခိုင်ပြည်အရင်းနဲ့စီရင်အခြေအနေကိုလိလသုံးသက်သူကိုစင်မျိုးကလည်းအဲ့ဒီသုံးမျိုးမှာပြိမိနေတဲ့ဒေသခံတွေဟာ စောင့်ဝင်နေရေးကြက်တဲပြီးအသက်အန္တရာယ်စိုးရိမ်နေရတဲ့အပြင် နေစဉ်ရက်ဆက်ဆိုးသလိုလက်နက်ကြီးတွေပြစ်ခတ်မှုနဲ့လေးချောင်းတက်ခိုက်မှုတွေကြောင့်အဲ့ဒီပျော်ပွေးရှင်ပွေးကိုစိတ်ဝင်စားမှမဟုတ်ဘူးလို့လည်းသုံးသပ်ပြောဆိုပါရစေ။